င်္ဂလာပါရှင်ဒီကနေ့ရအောင်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမင်း စင်ရေးကူညီသတင်းများထွက်ပေါ်လာပြီးနောက်အိန္ဒိယအစိုးရကပင်မေးမြန်းလာတယ်လို့ CNN ပြောရေးဆိုခွင့်ရှိသူပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံကဘင်္ဂလားဒေ့ရှ်မှာတက်ဆင်ခြင်းအမျိုးသားတပ်ဦး CNF အပါအဝင်မြန်မာနိုင်ငံရှိတော်လိုင်းတပ်ဖွဲ့တချို့ကိုစစ်ဘက်ဆိုင်ရာကူညီများပေးရဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကိုပြည်ပသတင်းဌာနတချို့ကဖော်ပြခဲ့ပြီးတဲ့နောက်အိန္ဒိယအစိုးရကပါမေးမြန်းစုံစမ်းလာကြောင်းခြင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကပြောပါရယ်။ဆလိုင်းထန်နီကအေပီလ22ရက်မှာကျင်းပတဲ့ CNF, CNE, CDF, KKG တို့ရဲ့ကလေးဒေသမှာစစ်စင်ရေးနဲ့ပတ်သက်ပြီးပူရဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။အိန္ဒိယအစိုးရကတော့မီးလာတဲ့အနေအထားတွေရှိရဲဒါပေမဲ့ဒီကိစ္စကြကျွန်တော်တို့ CNF အနေနဲ့တိုင်းရဲ့မပတ်သက်တော့အဓိကသတင်းမှန်တင်ဖြစ်စေမှားတယ်ဖြစ်စေအမေရိကနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံရဲ့ကိစ္စဖြစ်တဲ့ဒါကဖြစ်နိုင်ပါတယ်လို့ပြောလို့မရသလိုမဖြစ်နိုင်ဘူးလို့အတက်ပြောလို့လည်းမရဘူးဒီကိစ္စတွေကထဲထဲဝင်ဝင်သူတို့နေရောက်နိုင်ငံကိစ္စဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့တရားဝင်ပြောဆိုလို့မရသလိုအဲ့ဒါတွေကိုကျွန်တော်အထက် က်လူကြီးတွေအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာကိုကျွန်တော်အကြောင်းကြားတာပြီးဒီလိုမျိုးမရှိသေးတော့တရားဝင်ပြောဖို့ခန့်နေတဲ့အနေအထားမှရှိရင်အဲ့ဒီလောက်ပဲဖြေကျင်တယ်လို့စလိုင်းထန်နီကပြောပါတယ် အိန္ဒိယခြေဆိုင်သတင်းဌာနငယ်တစ်ခုဖြစ်တဲ့ North East News သတင်းဌာနက AP 15ရက်နေ့မှာအမေရိကန်အစိုးရကဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အကူအညီကိုယူပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်မှတရင်တုံရင်မှတဆင်ရခိုင်နဲ့ချင်းပြည်နယ်တွေကတော်လိုင်းတက်များစစ်ကောင်စီကိုအနိုင်ယူဖြိုခွင်းနိုင်တဲ့ဒီစင်ကြီးအထောက်ပံ့ဆောင်တစ်ခုထူထောင်ဖို့ဆွေးနွေးခဲ့ကြောင်းစတင်ဖော်ပြခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့လကဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ကိုအမေရိကန်အစိုးရရဲ့ပစိဖိတ်စေဦးစီးဌာနဒုတိယအကြီးငယ်ဒုတိယဗိုလ်ချုပ်ကြီးဂျိုးဝဲပါဝဲရောက်ရှိခဲ့စဉ်ဒီကိစ္စကိုဘင်္ဂလားစစ် န်နယ်ဆွေးနွေးခဲ့ကြောင်း North East New သတင်းဌာနကရှင်းတာပေးခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်အဲ့ဒီသတင်းကိုအိန္ဒိယနိုင်ငံရှိယုံကြည်ရတဲ့သတင်းဌာနကြီးတွေကတော့ဖော်ပြထားခြင်းမရှိသေးပါဘူး။ပြည်ပသတင်းဌာနအနေငယ်ကသာကိုးကားပြီးပြန်လည်ဖော်ပြမှုရှိပါတယ်။ဒါ့အပြင်အထက်ပသတင်းကတရုတ်ရဲ့ဂျာဝင်ဆက်ဖတ်မှုနဲ့လာရှိုမျိုးကို MNDA ကစစ်ကောင်စီတပ်ပြန်ပေးဖို့စီစဉ်နေချိန်မှာအိန္ဒိယသတင်းဌာနကဖော်ပြခဲ့တာဖြစ်ပါတယ်။အဆိုပါသတင်းနဲ့ပတ်သက်ပြီးပြည်တွင်းမီဒီယာတွေရဲ့မေးမြန်းမှုအချို့ရှိသလိုအိန္ဒိယနိုင်ငံတစ်ခုဖြစ်တဲ့အိန္ဒိယအစိုးရကလည်း နှေးမြလာခြင်းဖြစ်ကြောင်းစလိုင်းထန်နီကရှင်းပြပါရယ် CNF အနေနဲ့ຫນွေဥတော်လိုင်းကာလမှာနိုင်ငံတကာအင်းနီးချင်းနိုင်ငံများနဲ့ထိတွေ့ဆက်ဆံမှုတွေရှိကြောင်း၎င်းကဆက်ပြောပါရယ် နိုင်ဦးတော်လိုင်းကာလာမှာကျွန်တော်တို့ကနိုင်ငံတကာချိတ်ဆက်ရေးကိုအတက်နိုင်စောအိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံရေးပြီးတော့အင်အားကြီးနိုင်ငံတွေနဲ့ဆက်ဆံရေးအဲ့ဒါတွေကတော့အဲ့ဒီလိုတွေးဆမှုတွေလုပ်ပါတယ်အခုကိစ္စမကလို့ဂျန်တဲ့ကိစ္စတွေကတော့လကောက်တွေးဆမှုတွေဘာတွေလုပ်လာတော့ရှိရဲ့လို့ဆလိုင်းထန်နီကပြောပါတယ်အခုသတင်းထွက်နေတဲ့ဘင်္ဂလားဒေ့ရှ်မှာတက်ဆင်စီရင်အကူအညီများပေးမယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးအထက်ကညွန်ကြားချက်မရလို့တရားဝင်ပြောဆိုလို့မရဘူးလို့လည်းသူကရှင်းလင်းပြောကြားခဲ့ပါတယ်အဆိုပါသတင်းများနဲ့ပတ်သက်ပြီးအရက်ခတက်တော်ရေးပြုံးခွင့်ဆုံခွင့်ရှိသူဦးခိုင်ဒုက္ခတန်ကို လည်းဆက်သွယ်မေးမြန်းထားဆဲရှိပါတယ်။ချင်းပြည်နယ်မှာ CNF CNE ဦးဆောင်တဲ့ချင်းကောင်စီတပ်ဖွဲ့များချင်းညီနောင် AA စတဲ့တော်လိုင်းတပ်ဖွဲ့တွေကမြို့နယ်အများစုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပြီးဟာခါထက်တလန်တီးတိမ်မြို့ပေါ်ရီမှာသာစစ်ကောင်စီတပ်ကြံရှိပါတော့တယ်။ရခိုင်ပြည်နယ်မှာလည်း18မြို့နယ်ရှိရာ AA က14မြို့နယ်ကိုသိမ်းပိုက်ပြီးဖြစ်ကစစ်တွေကြောက်တော်မန်းအောင်တုံးတဲ့မြို့လမ်းမှာသာစစ်ကောင်စီတပ်ကြံပါတော့တယ်။အဆိုပါမြို့များကိုတော်လိုင်းဖွဲ့တွေက၎င်းတို့ဘာသာထိုးစစ်ဆင်သိမ်းယူခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဆက်လက်ပြီးနေပြည်တော်မှာလမ်းပိုင်း စစ်ဆေးစဉ်ကပ္ပစ73မှာဘုံမှုနဲ့အဖွဲအားဖမ်းမိရလို့ပြန်လည်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘုံမှုဖြူမင်းကျော်ပါ၃ဦးကိုဖမ်းမိပြီးပြန်ဆုပ်စင်းတိုက်ပွဲဖြစ်ပြီးတိုက်ပွဲအတွင်ဖမ်းမိသူ၃ဦးသေဆုံးတယ်လို့ပြန်လည်ကထုတ်ပြန်ထားပါရယ်။စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ဥတ္တရတီရီမြို့နယ်တနင်္လာမှာလမ်းပိုင်းထိန်ချုပ်စစ်ဆေးမှုအတွင်စစ်ကောင်စီရဲ့အမှတ်73ကာကွယ်ပစ္စည်းစက်ရုံးကပ္ပစ73မှာဘုံမှုနဲ့ဖွဲ့ကိုဖမ်းဆီးရမိကြောင်းပြည်သူ့လူမျိုးရေးတပ်မတော်ကဧပြီလ21ရက်မှာထုတ်ပြန်ပါရယ်။အေဘီလာ19ရက်က PRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူလူမျိုးရေးတမတော်မှရဲဘော်တွေက၃နိုင်ကျော်ကြာလမ်းပိုင်းထိန်ချုပ်စစ်စင်ရာကမ္ဘာစ73မှာဗိုလ်မှူးနယ်ဖွဲ့ကိုဖမ်းဆီးရရှိခဲ့တယ်လို့ဆိုပါတယ်။၃ရောက်ဖမ်းဆီးရမိတာဟုတ်တယ်။ဗိုလ်မှူးရဲ့တက်ကြက်ရဲ့ဒုတိယတက်ကြက်ရဲ့ရှောင်းတခင်လမ်းပိုင်းစစ်စင်ရာမှာဖမ်းမိတာပါလို့ PLA ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ကမ္ဘာစ73မှာဗိုလ်မှူးဖြိုမင်းကျော်တက်ကြက်အောင်စော်နိုင်နဲ့ ဒုတိယတက်ကြက်ထွန်ပြေဆောင်လို့ကိုဖန်စီရမိခဲ့တယ်လို့ဆိုပါတယ်။လူလူကငလင်းကြောင့်ရောလေကြောင့်တိုက်ခိုက်နေရရောမှစိတ်တွေဆင်းရဲနေတာလူလူကစိတ်တက်ကြနေတာကာမစပုံမှုအစဉ်ကိုဖမ်းမိရဆိုတော့လူလူကိုလည်းအားတက်စေချင်တယ်။တော်လိုင်းတက်ဖွဲ့ကိုလည်းအားတက်စေချင်လို့ထုတ်ပြန်လိုက်တာလို့ PNLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။စစ်တုံးပန်းတွေကိုဖမ်းမိပြီးပြန်လဲဆုတ်ခွာချိန်မှာစစ်ကောင်စီတပ်ကလိုင်းလံတိုက်ခိုက်ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်ဖမ်းမိထားသူ၃ဦးမှတင်ဆောင်ခဲ့ရတယ်လို့ PNLA ကထုတ်ပြန်ပါတယ်။သူတို့ကိုမိတဲ့အချိန်မှာရှန်သူကအနောက်ကနေလိုင်းလံတိုက်ခိုက်တာ ာမှာဖမ်းမိတဲ့တုံ့ပန်းသုံးလုံးတည်သွားတယ်လို့ PNL ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စကိုင်းမျိုးရဲတပ်ရင်အနီမှာရှင်တန်းလုံချုံကြီးတာဝန်ကြားစစ်သားတိုက်ခိုက်ခံရပြီးငါးဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းမျိုးရဲတပ်ရင်အနီမှာရှင်တန်းလုံချုံကြီးတာဝန်ကြားစစ်ကောင်စီတပ်ဖွဲ့ဝင်ကိုတိုက်ခိုက်ခံရာငါးဦးပွဲချင်းမိတေဆုံးခဲ့ကြောင်းသိရပါတယ်။ AP လ20ရက်ညနေလေးနာရီကျော်မှာစကိုင်းမျိုးတက်မတုံ၃မှာမုံရွာအနောက်မြောက်တိုင်းစစ်ဌာနကျောင်းနားမှာကကိုထွက်လာတဲ့ကားစင်စီပါရှင်တန်းအတွက်စကိုင်းရွှေဘုံမုံရွာ လန်းပေါ်ရှိရဲတပ်ရင်း16အနီးမှာလုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး၃ဦးလည်းပြင်းထန်ဒဏ်ရာရခဲ့ကြောင်းလင်းယုံညီနောက်ပျောက်ကြားတပ်ဖွဲ့စခိုင်းကသတင်းထုတ်ပြန်ထားပါတယ်။ပြောရရင်တော့ရှင်တန်းကိုလုံခြုံရေးယူပေးတာလုံခြုံရေးယူရင်းနဲ့ကားတွေကိုတားပြီးငွေတောင်းတာမရက်တဲ့ကားစုခန်းနဲ့ပစ်သေးတာသူတို့ကအင်အားကတော့လမ်းမပေါ်မှာတင်တာက6ယောက်9ယောက်လောက်နဲ့ကင်းမုံက6ယောက်လမ်းပေါ်တက်နေတဲ့သူတွေကိုကျွန်တော်တို့ကပြစ်တယ်ကင်းမုံကမှသူတို့ဘက်ကနေပြစ်ကူပေးတယ်လို့လင်းယုံညီနောင်ပြောက်ကြားတပ်ဖွဲ့စကိုင်းမှတာဝန်ရှိ သူတအုပ်ကပြောပါရယ် ။ပြစ်ခတ်မှုဖြစ်ပွားရာနေရာကရဲတပ်ရင်း16နဲ့နီလွန်းနဲ့အတွက်တိုက်ပွဲဖော်ဆောင်ခြင်းမကြသလိုလက်နက်ကောက်ယူနိုင်ခြင်းလည်းမရှိခဲ့ကြောင်းသိရပါတယ်။ရဲတပ်ရင်း16နဲ့ကအော်ခွန်ရင်တောင်ကြားရလောက်တဲ့အကွာအဝေးမှာဖြစ်တာဆိုတော့တိုက်ပွဲဖော်ဆောင်ခြင်းကတိတ်မကြလိုက်ဘူးဗျ။တနက်မကောက်နိုင်ခဲ့ပေမဲ့လည်းတရင်ရဲ့အနည်းဆုံးနေရာထိတက်ပြီးတော့တိုက်ခိုက်တာဖြစ်လို့ဒီပွဲကိုအားရတယ်လို့၎င်းကစက်ပြောပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်ရဲတပ်ရင်း16မှာစစ်ကူလာခြင်းနဲ့လက်နက်ကြီးပစ်ကူပေးခြင်းတို့ပြုလုပ်ခဲ့တော့လေ PDF ရဲဘော်များထိခိုက်မှုရှိပြန်လည်စုကွာနိုင်ခဲ့ကြောင်းသိရပါတယ်။နောက်တဲ့ တပုတ်အနေနဲ့လာရှုံမျိုးမှာ MND အလံဖြုတ်ချခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ကူညီနဲ့လာရှုံမျိုးကိုစစ်ကောင်စီတပ်ပြန်ဝင်လာပြီးတဲ့နောက်လာရှုံမျိုးတော်ခမ်းမရှိမှလွင့်ထူထားတဲ့ MND နဲ့ကိုကန့်အထူးဒေသတင့်အလံကိုပြန်လည်ဖြုတ်ချလိုက်ပြီလို့ဒေသခံတွေကပြောပါရယ်။ MND အလံရောအထူးဒေသတင့်အလံရောဒီမနက်မတွေ့တော့ဘူးလို့ဒေသခံတုံးကပြောပါရယ်။ဒီနေရာမှာမူလက MND တပ်ဖွဲ့အလံအထူးဒေသတင့်အလံနဲ့မြန်မာနိုင်ငံအလံကိုလွင့်ထူထားတာဖြစ်ပါရယ်။ဒီအလံတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကမနေ့ကညာလိုက်ဖြုတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါဗါတယ်အဲ့ဒီလိုဖြုတ်ချနေချိန်မှာလာရှုံမြို့နီးပောက်ကွဲတန်း၅ချက်ထက်မနည်းထွက်ပေါ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်မြန်မာနိုင်ငံဆိုင်ရာတရုတ်ဒုတန်တမန်တင်ရှိကျင်းကလာရှုံမြို့ကိုရောက်နေပြီးဒီကနေ့မနက်ပိုင်းကစပြီး MND တရုတ်နဲ့စစ်ကောင်စီ၃ဖွဲ့ဆိုင်ဆွေးနွေးနေကြပါတယ်ဆွေးနွေးပွဲမှာတင်ရှိကျင်းစစ်ကောင်စီ MND စစ်စင်ရေးအထူးဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ MND အထွေထွေအတွင်ရေးမှုနဲ့စေဦးစီးတို့ပါဝင်ကြောင်းသိရပါတယ်အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခပါဝင်လာရှုံမြို့ကို MND က2024 ဩဂုတ်မှာတိမ့်ပိုက်ထိန်ချုပ်ခဲ့ပြီးအဒူတီတာတင့်အဖြစ်ထည့်သွင်းသတ်မှတ်ကအုပ်ချုပ်ရေးရန်တရားအသက်သွင်းနေစဉ်တရုတ်ရဲ့ဖိအားကြောင့် MND ပြန်ဆုတ်ခွာရပြီးစစ်ကောင်စီကပြန်ဝင်လာတာဖြစ်ပါတယ်။ ဆလဘီကမ်ဘလူးနဲ့တင်တော်ရွာကိုစိတ်အုပ်စုပေါင်900ပုံကျင်းလို၆ဦးတင်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကမ်ဘလူးနဲ့တင်တော်ရွာကိုစိတ်အုပ်စုကလေကြောင်းနဲ့ပုံကျင်းတိုက်ခိုက်လို၆ဦးတင်ဆောင်ပြီး၂ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ပြောပါရယ်။စိတ်အုပ်စုကတင်တော်ရွာကိုအေပီလာ20ရက်နေ့ည9နာရီခန့်ကတဒအုပ်ကတက်လာတဲ့ဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ပုံကျင်းပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအမျိုးသား၃နဲ့အမျိုးသမီး၃စုစုပေါင်း၆ဦးတင်ဆောင်ခဲ့ရတာလို့ဆိုပါရယ်။တင်တော်အုပ်စုတင်တော်ရွာမမှုချိုကိုစိုးမင်းတို့နေအိမ်စီ ဆိုင်ကိုဖိုက်တာဒစီကပေါင်900နဲ့နှလုံးကျဲသွားတယ်လို့ဒေသခံတအုပ်ကပြောပါရယ်စေအုပ်စုရဲ့ဘုံကျဲပြက်ကတ်တိုက်ခိုက်မှုကြောင့်အဆိုပါနေအင်းဈေးဆိုင်တွင်ရှိအသက်20ရွယ်မမီသေးအသက်50ရွယ်ဒေါ်စောဒေါ်ခင်မနင်းနဲ့ဦးကျော်မင်းကြီးအသက်30ရွယ်ကိုမင်းမင်းခေါ်ကချားနဲ့ကိုဖုံးမော်တို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါရယ်စေအုပ်စုရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တင်းဆောင်သူတွေပြင်ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပြီးနေအိမ်အုပ်တိုက်တလုံးလည်းမီးလောင်ပျက်စီးသွားတယ်လို့ကျွန်းလကန့်ဘလူးတက်ကြွလှူရှားသူများအဖွဲ့ကန့်ဘလူးခရိုင်ကဒီကနေ့နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။တင်တော်ရွာဟာစစ်အုပ်စု၉ရောင်ပေါ်အထိုင်စခန်းကြီးမှာရှိတာမို့ဒေသခံတွေကရွာထဲမှာတိတ်မနေကြဘဲရွာပြင်ထွက်နေကြတာများပြီးအခုနောက်ပိုင်းမှာသာရွာထဲနေပြီးဈေးရောင်းဈေးဝယ်လုပ်နေကြတာလို့ဆိုပါတယ်။အခုစစ်အုပ်စုရင်အခုလေးချောင်းပုံကျဲခံရတဲ့နေအိမ်ကတင်တော်ရွာမှာအကြီးဆုံးကုန်ဆောင်ဆိုင်ကြီးဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီဘက်ကစင်ရေးပြမှတ်မဟုတ်တဲ့ခြေရွာတွေမှာဘာသာရေးအဆောင်များကိုအယခုရက်ပိုင်းအတွင်းရည်ရွယ်ချက်ရှိရှိလေးချောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်လျက်ရှိပြီးလေးချောင်းတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ကလေးတငယ်များနဲ့ပြည်သူအများများသိဆုံးနေ င်ရတယ်လို့ကျွန်းလာကံဘလူတက်ကြွလှူရှားသူများဖွဲ့ကံဘလူခရိုင်ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်အခုလေကြောင်းဘုံချင်းပြစ်ခတ်ခံရတဲ့တင်တော်ရွာက2024ခုနှစ်ဖေဖော်ဝါရီလရက်ကလည်း စေယောစုရဲ့လေကြောင်းတိုက်ခိုက်ခံရလို့ဖုန်ကြီးကြောင်းနှစ်ထပ်ကြောင်းဆောင်ဖျားဆင်းတူတော့ဇေဒီနဲ့ဖုန်ကြီးအပါဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပူးတယ်လို့ဆိုပါတယ်။ငလင်ဘေးတန်ကြောင်းထိခိုက်ခံစားနေရတဲ့ပြည်သူတွေကိုစာနာတဲ့အနေနဲ့နိုင်ငံတော်အစင်ဝန်နေချင်းထိမ့်မှတ်တမတ်ခဲ့တလို့ရှက်ပေါင်း20အပြစ်ခံရက်စဲတယ်လို့ထုတ်ပြန်ထားခဲ့တဲ့စေယောစုကအီဘီလာကိုရည်ဒီကနေ့တီစကိုင်းတိုင်းကခြေရွာတွေကိုလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တာမှပြည်သူ90ကျော်သေဆုံးပြီး60နီးပါးဒဏ်ရာရရှိခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။